ခင်မောမရှိတော့တဲ့နောက်ပိုင်းမှာအကိုကြီးပြီးသားတဲ့သားလေးကြောင့်စိတ်ချမ်းသာနေရတဲ့မင်းသမီးကြီးရန်နာခင်ပရိသတ်များရှင်ရန်နာခင်က VCD တခင်မှာ ပရိသတ်တွေတခင်နဲ့အားပေးခံရတဲ့မင်းသမီးတယောက်ဆိုရင်လည်းမမားပါဘူးဖြူဖွေးရဲ့အသားရည်ကြောင့်ပရိသတ်တွေကြားမှာနာမည်ကြီးခဲ့သေးတာဖြစ်ပါတယ် ရတနာခင်ကအနုပညာလောကမှာအောင်မြင်ပေမဲ့အနုပညာလုပ်ကိုဆက်မလုပ်ခဲ့ပါဘူးစီးပွားရေးလုပ်ငန်းရှင်နဲ့လက်ထပ်ပြီးတော့အနုပညာလုပ်တွေကိုရန်နာပြီးစီးပွားရေးလုပ်ခဲ့တာဖြစ်ပါတယ်ရတနာခင်ကသားသုံးယောက်ရှိပြီးတော့စိတ်ထားကောင်းတဲ့ခင်မုန်းကောင်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်ဒါပေမဲ့လည်းခင်မုန်းကကံမကောင်းစွာနဲ့ပဲကွယ်လွန်သွားခဲ့တာပါခင်စာကြောင့်ပြီးခဲ့တဲ့နှစ်မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်ခင်မုန်းဖြစ်သူဟာအသက်ငယ်ငယ်နဲ့ကွယ်လွန်သွားတဲ့အချိန်မှာရတနာခင်ကသားသုံးယောက်နဲ့ကျန်ခဲ့တာဖြစ်ပါတယ် အကြီးဆုံးကအသက်16နှစ်သာရှိသေးတာဖြစ်ပြီးတော့ဒါလက်ဆိုရင်လေ9နှစ်နဲ့ဒါငယ်ဆုံးက6နှစ်အရွယ်သာရှိသေးတာပါဒါ၃ယောက်လုံးကအရွယ်မရောက်သေးလို့လူအများကတနာကြပေမဲ့ယန္နာခင်ကတော့ ဒါ၃ယောက်ကြောင့်အားရဖြစ်ခဲ့ရတာပါ။ဘာကင် မရှိတော့တဲ့နောက်ပိုင်းမှာဒါအကြီးဆုံးလေးကအားဖြစ်ခဲ့တယ်လို့ဒါကြီးပြပြတတနေခဲ့တာပါ။ရတနာခင်ရဲ့ဒါလေးကရုပ်ရည်လေးချောတာကြောင့်နှခဲဒီမာလေးတွေတောင်စိတ်ဝင်စားသွားကြပါတယ်။ရတနာခင်ရဲ့ဒါလေးကနိုင်ငံသားအမင်းသားတွေလိုချောမောင်းနေတာဖြစ်ပါတယ်။ဒါအပြင်အခုချိန်မှာ သူကတအားကြီးဆုံးဖြစ်တာကြောင့်မိခင်နဲ့ညီလေးတွေအတွက်စူးစမ်းခြင်းစီလည်းရှိနေရပါတအားကြီးဆုံးကအသက်16နှစ်အရွယ်နဲ့နိုင်ငံသားမှာကျောင်းသွားတက်နေပါပြီနိုင်ငံသားမှာကျောင်းတက်နေရင်လည်းစီးပွားရေးအလုပ်တွေကိုလည်းဆက်လက်လေ့လာနေရဖြစ်ပါတယ်ရတနာခင်ရဲ့သားလေးကရုပ်ရည်ချောမောတာကြောင့်အနုပညာအလုပ်လုံးစီခြင်းတဲ့သူတွေများပါတယ်ရတနာခင်ကလည်းသားဖြစ်သူကိုအနုပညာအလုပ်မလုပ်ရအောင်လို့ကန့်သက်ထားတာမျိုးမရှိပါဘူးအနုပညာအလုပ်ကိုလွတ်လပ်ခွင့်ပေးပြီးတော့ပေးလို့ထားပါတယ်ဒါပေမဲ့ ရန္နာခင်ရဲ့သားဖြစ်သူကိုရိုင်းကအနုပညာအလုပ်လုပ်ရမှာကိုဝါသနာမပါဘူးဖြစ်ပါတယ်။စီးပွားရေးအလုပ်တွေကိုလုပ်ပြီးတော့လွတ်လပ်စွာနဲ့သာဖြတ်တန်းကျင်တာဖြစ်ပါတယ်။အနုပညာအလုပ်လုပ်ရတာကမလွတ်လပ်ဘူးလို့ဒါရီယာခန်စားနေရတာပါ။အနုပညာအလုပ်ဆိုတာအချိန်တစ်ခုထိပဲလုပ်ရမှာဖြစ်တဲ့အတွက်မလုပ်ချင်တာဖြစ်ပါတယ်။အနုပညာအလုပ်ထက်စီးပွားရေးလုပ်ငန်းကိုသာဦးစားပေးမှာပါ။တကယ်တော့ယန္နာခင်က ဒါဖြစ်သူတွေကိုကန့်သက်ထားတာမျိုးလုံးဝမရှိပါဘူး။အမှုပညာအလုံးလုံးသာလှုပ်ချင်တာသူဘက်ကနေပံ့ပိုးပေးတော့မှာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒါဖြစ်သူဘက်ကနေအမှုပညာအလုံးလုံးကိုလုံးဝမလှုပ်ချင်တော့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲရန္နာခင်ကအမှုပညာအလုံးလုံးဖို့မတိုက်တွန်းတာဖြစ်ပါတယ်။ ။တချို့ကလည်းယန္နာခင်ကိုအနုပညာအလုပ်ပြန်လုပ်ဖို့တိုက်တွန်းကြပါတယ်။ဒါပေမဲ့ယန္နာပြင်ဘက်ကတော့အနုပညာအလုပ်ကိုပြန်မလုပ်ချင်တော့ဘူးဖြစ်ပါတယ်။အနုပညာအလုပ်လုပ်ရတာကစိတ်ချင်းစက်တာခံစားရတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မို့အနုပညာအလုပ်ကိုလည်းလုပ်ဖို့စံနာမရှိတော့ပါဘူး။ဒါအပြင်လက်ရှိမှာခန္ဓာကိုယ်ကလည်းဝေအယံတက်နေတာဖြစ်တာမို့ယုံကြည်မှုမရှိတော့တာဖြစ်ပါတယ်။ ပိန်ပိန်လေးနဲ့သာပြန်ထွက်ခြင်းတဲ့အတွက်မလုံဖြစ်တော့ပါဘူးဒါပြင်ရလခင်ကအနုပညာအလုံးမှာဖီးအားများတာကိုမခံနိုင်ပါဘူးဒါပြင်ခုခေတ်ဆိုရင်တော့ဆိုရှယ်မီဒီယာရဲ့ဖီးအားလည်းရဲဝံများတဲ့အတွက်မခံစားနိုင်တာပါအင်တာဗျူးမှာဖြေလိုက်တဲ့စကားတစ်ခုကနေပြဿနာတက်သွားမှာကိုလည်းမလို့လားပါဘူးဒါကြောင့်မို့အင်တာဗျူးတွေလည်းမဖြေတာကြာပြီဖြစ်သလိုအနုပညာအလုံးနဲ့လူရှိလည်းမထွက်တာဖြစ်ပါတယ်ကြော်ကြားတာတွေလည်းမလို့ချင်သလိုလူမသိတဲ့ဘဝတစ်ခုမှာနေရတာကိုပဲခြေနဲ့နေတာဖြစ်ပါတယ် ရိသတ်ကြီးရောယန္တနာခင်ရဲ့တာအကြီးလေးကိုလူပညာအလုံးလုံးစီခြင်းလားဆိုတာကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများ යි တင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်